အလုံးမမင်လာပါအန်တာဘာမိဆွေရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ကအတန်းပါ လီဗာပူးသင်းရဲ့ဒါ2024-2025ဘောလုံးရာသီကာလတော့အောင်မြင်စွာပြီးဆုံးသွားပြီလို့ပဲပြောရမယ်။လီဗာပူးသင်းနေတဲ့ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ရဲ့အကြိမ်20မြောက်အင်္ဂလန်ပြည်တွင်းလိပေါ့နော်ပရီးမီးယားလိဖလားကိုရယူနိုင်နေတဲ့ထိုးနယ်တစ်ခုလို့လည်းပြောရမယ်။ပြီးသွားလို့ရှိရင်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဒါ personally ငယ်ငယ်တုန်းကတော့မတ်ထရတဲ့အိမ်မက်တစ်ခုပေါ့နော်လီဗာပူး fan တယောက်အနေနဲ့မတ်ထရတဲ့အိမ်မက်တစ်ခုကိုဒါပြင်မြောက်ခဲ့တဲ့ခုနှစ်တစ်ခုလို့လည်းဒါကျွန်တော်အနေနဲ့ပြောချင်တယ်။အဲ့တော့ဆိုလို့ရှိရင်လည်းဒါဒီဗီဒီယိုလေးမှာဆိုရင်တော့ကျွန်တော်တို့ဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမပြော ောပဲနဲ့ကျွန်တော်လီဗာပူးသင်းရဲ့ victory parade ကိုသွားကြရတဲ့ဟိုကတွေ့ကြုံတွေ့ကြရတဲ့အတွေ့အကြုံလေးတွေကိုနည်းနည်းလေး sharing လုပ်ပေးခြင်းနဲ့ဒီ victory parade မှာဒါကျွန်တော်ရဲ့ကိုယ်ပိုင်အတွေ့အကြုံနဲ့အပြင်ကျွန်တော်ရဲ့ခံစားချက်တွေကိုပြောမှာဖြစ်တဲ့အတွက်တခြားသောဘောနော်ခြားလူတွေတင်နေတဲ့ပြောနေတဲ့အချက်လက်တွေနဲ့လည်းနည်းနည်း draw ချမှုရှိမယ်ဒါကလည်းတယောက်ချင်းစီရဲ့ကြုံတွေ့ကြရတဲ့အကြောင်းအရာတွေပြီးတော့လို့ရှိရင်တယောက်ချင်းစီရဲ့ personality တွေနဲ့လည်းအများကြီးသက်ဆိုင်မယ်ဆိုတဲ့ဟာလေးတော့ဒါပမာဆုံးစကားချက်လေးပြောခြင်းနဲ့ဘောနော်ကန်တာနာကတူရာဒီထောက် victory parade သွားဖို့အတွက်ပြင်ဆင်တဲ့အချိန်မှာဆိုလို့ရှိရင်ဒါကျွန်တော် နေနဲ့စပြီးပြင်ဆင်တာကတော့ April လောက်ထဲကပဲဖြစ်မယ်နဲ့တွေ့ရပေါ့နော်။အဲ March အကုန် April လောက်ထဲကဖြစ်မယ်။ဒါ Liverpool သင်းနေနဲ့ဖလားရဖို့အတွက်တော်တော်လေးကြိမ်းသိနေတဲ့အချိန်အချိန်မှာလည်းကျွန်တော်နေစပြီး idea ရတယ်။စပြီးတော့ရှာနေတယ်။ Liverpool မြို့မှာဘယ်နေမယ်လို့တော့အတက်နိုင်ဆုံးတော့စဉ်းစားတာပေါ့နော်။ဒါပေမဲ့လည်းမတိုင်းပြောမယ်ဆိုလို့ရှိရင်အဲ့ဒါတော့သိမဖြစ်နိုင်ဘူး။တကယ်တမ်း plan ကို season တခြားစပြီးဆွဲမယ်ဆိုတဲ့အချိန်မှာမတိုင်းပြောနည်းနည်းလေးနောက်ကျသွားတယ်။ဘယ်အချိန်လဲဆိုတော့စပါးနဲ့ ပေါ်မှာ Liverpool တင်းရတာဒါ5-1 NIR ပြီး Premier League Champion တေချာသွားပြီဆိုတဲ့အချိန်မှာတော့ဒါကျွန်တော်အနေနဲ့သွားမယ်ပေါ့နော်။ဆုံးမြတ်ချက်ချပြီးတော့ဒါ plan ဆဆွဲတယ်။ဆွဲတဲ့အချိန်မှာပဲပြန်ကြည့်လိုက်တဲ့အချိန်မှာအဲ့မတိုင်ခင်တော့ကျွန်တော်တို့ Liverpool ကိုကျွန်တော်လည်း6000တုံးကရောက်ခဲ့ပူတာတော့မနစ်တာတုံးကဒါ Liverpool Stadium တိုးလဲသွားခဲ့ပူတယ်။ပြီးတော့ဆိုရင်ကျွန်တော်အခုအမျိုးသမီးတို့လည်း propose လုပ်ခဲ့တာလည်းဒါ Liverpool မြို့မှာပဲဆိုတော့ ဒါအဲ့ချိန်တုန်းကဈေးနဲ့အခုတစ်ထောက်ဈေးနဲ့ပြန်ရှိရင်ကြည့်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ဈေးက၁၀ဆားလောက်กว่าတယ်။အရင်တစ်ထောက်ကဒါ၂ညလောက်ကိုကျွန်တော်တို့ Airbnb ပဲဖြစ်ဖြစ်နှားရိုက်မယ်ဆိုလို့ရှိရင် ပေါင်200 300လောက်ပဲကျတဲ့အချိန်မှာအခုချိန်မှာတော့ဒါ ပေါင်တော့1000ရန်လောက်ထိဖြစ်နေတဲ့အနေထားဖြစ်တဲ့အတွက်သိပြီးအဆင်မပြေခဲ့ဘူးပေါ့နော်။အဲ့တော့ဆိုလို့ရှိရင်အနီးအနားကဒါ warranty မျိုးတို့လည်းကျွန်တော်ကြည့်တယ်။ warranty ကိုကြည့်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းအစတုန်းက200လောက်ရှိတဲ့ဟာကကျွန်တော်တို့ဒီ spa ပွဲပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်600-900လောက်ထိဖြစ်သွားတဲ့အနေထားဖြစ်တဲ့အတွက်ဒါနောက်ဆုံးဘလို့မှအဆင်မပြေတော့တော့တခုတော့တော့ဒါ Manchester မြို့မှာသွားပြီးတဲရရတယ်ပေါ့နော်။ Manchester မှာသွားတဲတယ်ပြီးသွားလို့ရှိရင် Grand Towner တခုတော့ပါလဲဆိုလို့ရှိရင်ဒီ Victory Parade လုပ်ခဲ့တဲ့ဒါမေလ26ရက်နေ့တော့ဒါ England မှာဆိုလို့ရှိရင် holiday ပေါ့နော်။သူတို့ရဲ့ဒါ spring event holiday ရှိတဲ့အတွက်ကျွန်တော်အနေနဲ့ဒါ long holiday တစ်ခုလိုမျိုးဖြစ်ထွက်ဖြစ်သွားတာပေါ့အဲ့အတွက်ဆိုလို့ရှိရင် plan ကဘယ်လိုဖြစ်သွားလဲဆိုတော့ဒါ free trip ရေးသွားကြည့်မယ်တင်းလာနေမှာဒါပေမဲ့ကျွန်တော်အနေနဲ့ဒါ holiday တို့ထားတဲ့စက်ပတဲဖြတ်ယူပြီးတော့ဒါ24ရက်အနေထားလေးစပြီးသွားမယ်ဒါ Manchester တို့သွားမယ်ပြီးသွားလို့ရှိရင် England မြောက်ပိုင်းမှာရှိတဲ့တခြားမြို့တွေတို့လည်းလဲပြီးတော့မှဒါ26ရက်နေမှာ မန်ချက်စတာမှာကြည့်မယ်ပြီးသား28ရက်နေ့မှာဒါလန်ဒန်ကိုပြန်လာမယ်ဆိုတော့ပလန်ပေါ့နော်အဲပလန်တိုင်းသွားခဲ့တယ်တကယ်သွားတဲ့အချိန်မှာဆိုလို့ရှိရင်လည်းအဆင်ပြေရလေးလက်ရှိတယ်ကားတော့အဲ့လောက်ထိကြက်တဲ့အနေထားတော့မရှိဘူးဒါပေမဲ့26ရက်နေ့မှာနည်းနည်းလေးအထက်ထဲလေးတွေချုပ်နေရလေးမှာရှိတယ်အောင်တော့မြင်တွေ့ရတယ်ပေါ့နော်တခြားလုံးကောင်းတယ်ပြီးသားလို့ရှိရင်မန်ချက်စတာမှာဆိုလို့ရှိရင်မှတ်မှန်ရဆိုတော့25ရက်နေ့ကဒါဘောလုံးပွဲတွေပြီးသွားတဲ့အချိန်မှာပဲ ATS Stadium ကိုလည်းအဲ့ပတ်ချာလေးကိုလည်းကျွန်တော်အနေနဲ့ရောက်ခဲ့ရပေါ့နော်တွင်းကတော့ပိတ်နေပြီဒါပေမဲ့ ATS Stadium အပြင်မှာဆိုလို့ရှိရင်လမ်းလျှောက်ရတဲ့အားတွေပြီးသားလို့ရှိရင်သူတို့ရဲ့ Stadium အပြင်ဆ င်တွေပြီးတော့ကျန်တဲ့ green သူတို့ဒိုးချဲ့နေတဲ့ဟာတွေလို့လဲဒါကျွန်တော်တို့အမြင်တွေ့လေးရတယ်ဒါတော့အမတ်တရားတစ်ခုပေါ့နော်โอเค26ရက်နေ့မှာကျွန်တော်တို့ liverpool သင်းရဲ့ victory parade ကိုသွားမယ်သွားမယ်ဆိုလို့ရှိရင် တိုင်ရင်ကကျွန်တော်ရဲ့အစားအသောက်ပလန်ကတော့ဒါလီဗာပူးဟိုလန်ဒန်ကနေပဲတောက်လျှောက်သွားမယ်ပေါ့နော်ဒါပေမဲ့ယထာလက်မှတ်တွေကမရတဲ့အနေထားပြသလို့ရှိရင်ဈေးတွေကြီးတဲ့အနေထားဆိုတဲ့အတွက်ခုနကတော့ပလန်လိုက်ရတယ်အဲ့အတွက်26ရက်နေ့မန်ချက်စတာမှာလီဗာပူးတင်းရဲ့ပရိတ်ကဘတ်စကဘယ်ချိန်မှာစထွက်မလဲဆိုလို့ရှိရင်ဒါ2နာရီခွဲအင်္ဂလန်2နေ့လည်း2နာရီခွဲမှာစထွက်မယ်2နာရီခွဲမှာစထွက်မယ်ဆိုတဲ့အတွက်ကျွန်တော်ကစဉ်းစားတာသူကလီဗာပူးမျိုးရဲ့ဒါထားပါဆိုကျွန်တော်စင်တာကို Liverpool Lime Street Station ပေါ့နော်အဲ့ဒီဟာကိုပဲထားလိုက်မယ်ဆိုလို့ရှင်သူတို့က train station ရဲ့အရှိမြောက်ဘက်ခြမ်းလောက်ကတော်တော်လောက်ကနေစမယ် Victory Parade Basta သွားတဲ့လမ်းကြောင်းကိုကျွန်တော်ပြင်ကြည့်လိုက်မယ်ဆိုလို့ရှင်စုစုပေါင်း19မိုင်ပေါ့နော်19မိုင်ဆိုလို့ရှင်နောက်ဆုံးကဘယ်နေရာလောက်မှာသွားကြမလဲဆိုလို့ရှင်ရင်ဒါ Liverpool မြို့ရဲ့အထင်တရလည်းဖြစ်တဲ့ Ryanapple.com အကျော်နားလေးမှာသွားကြမယ် Ryanapple.com အကျော်နားမှာသွားကြမယ် Ryanapple.com ဆိုတာဒါကျွန်တော်တို့လူတွေအားလုံးသိအောင်ပြောရမယ်ဆိုလို့ရှင်တော့ဒါ Beetle ပေါ့နော် Beetle ရဲ့ပြတိုက်တွေအဲ့လိုမျိုးရှိတဲ့နေရာပေါ့ဒါ Liverpool င်းရဲ့အထင်တရဒါ dot စိတ်ထန်းတစ်ခုလည်းဖြစ်တယ်။အဲကျွန်တော်အနေနဲ့ဆိုလို့ရှိရင်လည်းစဉ်းစားတာဒါတစ်ချောင်းလုံးကိုကြည့်ရမယ်ပေါ့နော်။တခြားလုံးမှာဆိုလို့ရှိရင်ဒီလမ်းကြောင်းတခြားလုံးမှာကိုကဘယ်နေရာမှာနေခြင်းလဲအစကိုသွားခြင်းလားဒါမှမဟုတ်လို့ရှိရင်အဆုံးကိုသွားခြင်းလားပေါ့နော်ကျွန်တော်နေနေစဉ်းစားအလယ်မှာတော့ဖြတ်ပြီးကြည့်ရတာတိတ်ပြီးတော့ဟောမှာဖြစ်ဘူးအဲ့ဒီအတွက်ဆိုရင်တချို့တော့အစနေရာကိုသွားတယ်အဲ့ဒီအတွက်ဆိုလို့ရှိရင်နှစ်နာရီကိုယ်စရတယ်ပြီးတော့ကျန်ဒါထွက်ပြီးသွားတယ်ဒါတော့ပြီးသွားမယ်နေထား တချို့ကကြာလဲလီဗာပူးမြို့ရဲ့ဒါ Tromsø City Tromsø ရဲ့ဒါဘေဒင်ကြီးရှိနေမှာဒါကျွန်တော်အားလုံးသိတဲ့လီဗာပက်ကြီးရုပ်ထုကြီးရှိနေတဲ့နေရာပေါ့နော်အဲဒီမှာသွားကြည့်တဲ့နေရာလဲရှိတယ်ကျွန်တော်ကကြာထွန်းနာလာပြောတဲ့ဒါ Royal Albert Dock နာနေရာကိုရွေးလိုက်တယ်အဲ့ဒါဆိုလို့ရှင် information နဲ့လည်းကသိတဲ့ရတဲ့အနေထားတစ်ခုကတော့ဘာဖြစ်ခဲ့လဲဆိုတော့ကျွန်တော်တို့သွားကြည့်မဲ့နေရာဒါအဆုံးလာရောက်နေတော့လီဗာပူးအသင်းရဲ့ဘတ်စတာတစ်ချောင်းလုံးမှာဆိုလို့ရှင်အချိန်2နာရီခွဲ3နာရီလောက်ကြာမယ်လို့ ြောတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ခံမန်းတာတော့ကျွန်တော်နေရာတော့ရောက်မယ်ဆိုလို့ရှိရင်နှစ်နာရီကိုကစထွက်ရင်နောက်ထပ်နှစ်နာရီကိုထပ်ပေါ့ညနေ9နာရီလောက်မှရောက်မယ်ဆိုတဲ့အနေထားပေါ့ဒါပေမဲ့လည်းသူရသာ9နာရီမှရောက်မှကျွန်တော်တို့ကဒီအဲ့ဒီနေရာမှာနေရာတောင်းတောင်းရဖို့အတွက်ဆိုလို့ရှိရင် Victory Parade Bus စမထွက်ရင်လည်းနေရာဆောက်ယူထားမယ်နေထားပေါ့နော် စပြီးတော့ Manchester ကစထွက်မယ်နေအနေထားဆိုလို့ရှိရင်ကျွန်တော်နေ17နှစ်ရထားဝယ်တယ်ပြီးသွားလို့ရှိရင်ဒါ Liverpool မြို့တော်တနအီလောက်ပဲစီးရတာဆိုတော့ဒါ17နှစ်လောက်ရောက်မယ်17နှစ်ရောက်မယ်ဆိုတော့ဒါ AC ပဲပေါ့နော်ဒါပေမဲ့တကယ်တမ်းအဲ့ဒီမနက်ရောက်တော့ဒါ Manchester ရဲ့ station ကိုရောက်တဲ့အချိန်မှာပဲဒါအားလုံးလည်းကျွန်တော်ဓာတ်ပုံတွေ video တွေမှာမြင်တွေ့ရတဲ့အချိန်မှာဒါ တနိုင်နယ်လုံးကဒါလီဗာပူးဖန်တွေအထူးသဖြင့်ဒါတနိုင်နယ်လုံးတွေမကပင်နဲ့ဒါရတော်ဘာလုံးမှရှိတဲ့ဒါတချို့လီဗာပူးဖန်တွေကဒီနေ့ကိုတေးပြီးတော့ကြောက်အောင်အင်္ဂလန်ကိုလာတယ်ပြီးသွားလို့ရှိရင်အင်္ဂလန်ကနေဒါလီဗာပူးမြို့ကိုရောက်အောင်လာတဲ့အတွက်မန်ချက်စတာစတေဒီယမ်မှာ sorry station မှာလည်းပြောမယ်ဆိုလို့ရှိရင်ဒါတော်တော်လေးလူတွေကြက်ညက်ထဲတဲ့နေထားလို့မြင်တွေ့ရတယ်။ကြက်နေတဲ့နေထားမှာပါပဲဒါတချို့ fan moment လေးတွေရှိတယ်ဆိုလို့ရင်ကဒါပြိတ္တတွေနေနဲ့တော်တော်လေးတို့တက်တက်ကြွကြွနဲ့အဲ့ချိန်မှာလည်းဒါအားပေးဖို့အတွက်ပြင်ဆင်နေတဲ့ဟာလေးပြီးသွားလို့ရှိရင်တို့ဒါလီဗာပူးသင်းတဲ့သက်ဆိုင်တဲ့ချက်နေတို့ အများကြီးလုတ်ခဲတဲ့ဟာတွေဒါကတော်တော်လေးဖန်တွေအားလုံးမှာ ပြောဖို့ထောင်းတယ်ပြီးသွားလို့ရှိရင်ထူးခြားလာမဟုတ်ဘူးเนาะဒါကအဲကျွန်တော်နောက်မှလည်းပြောမယ်တဲ့မှာလည်းပါတယ်ဒါကအပြစ်ပြောစရာတခုကတော့ဗာလဲဆိုလို့ရှိရင်ဒါ Transport Authority ကတော့အမှန်တိုင်းပြောလို့ရှိရင်လိုအပ်ချက်ရှိတယ်လို့ပြောရမယ်ဒါအင်္ဂလန်မြောက်ပိုင်းကသူတို့ဒါ Northern Line ပေါ့เนาะသူတို့ခေါ်တာကတော့ Northern Line ရထား Line လားဆိုလို့ရှိရင်ဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်ကလက်မှတ်ဝယ်တယ်ဒါပေမဲ့လက်မှတ်ကိုလုံးဝမစစ်ဖဲနဲ့လူများတို့ဒါကလည်းနားလဲပေးလို့ရတယ်ဒါပေမဲ့ အပြဿနာတစ်ခုတော့ပါလဲဆိုတော့လူတွေဒီလောက်အများကြီးလာမှာတော့သိရတာနဲ့တို့အနေနဲ့ဟိုယထာအစင်းရီတော့ပြောသားလို့ရှိရင်အတွဲရီကိုတော့ short တဲ့အနေထားတွေကိုကျွန်တော်မြင်တွေ့လေ့ရတယ်ပေါ့နော်ဒါ Liverpool မန်တိုင်းပြောချင်လန်ဒန်မှာပုံမှန်ချင်းနေဆိုရင်တော့မှယထာအတွဲယထာတစ်စီးမှာအတွဲ၈တွဲလောက်ရှိတဲ့အနေထားမှာဆိုလို့ရှိရင်ဒါ Liverpool မျိုးရဲ့ဒီ Victory Parish ရှိတဲ့အနေထားမှာဆိုလို့ရှိရင်ဒါ Manchester ကနေထွက်တဲ့ယထာမှာယထာတို့ရဲ့အတွဲကဒါ၅တွဲပဲရှိရတယ်တော်တော်လေးတစ်ပေါင်းတစ်နေနိုင်နေတဲ့အခြေအနေရှိတယ်ဒါပေမဲ့ဒါယထာဆောင်တဲ့အချိန်နေပြောသားလို့ရှိရင်ယထာ data နေစပြီး ့ပေးထွက်လိုက်လို့ဒါလူတွေနေနဲ့ရထားစီရအောင်သွားတဲ့အချိန်လေးထားဘော်ကိုရောက်တဲ့အချိန်ဒီမှာဆိုလို့ရှင်ဒါလီဗာပူးပေးသက်တည်ရဲ့5ကတော်တော်လေးရောတလန်းလုံးသူတို့တချင်းနေဆိုရယ်ပြီးသွားလို့ရှင်ရယ်လီဗာပူးအသင်းနဲ့သက်ဆိုင်တဲ့ချန်နေတို့တော့ရှောက်အော်ဟစ်ပြီးတော့အလုံးနဲ့သွားခဲ့တဲ့ဟာတော့ဒါ uh, vibe တစ်ခုလုံးကတော်တော်လေးကောင်းတယ်ပြသချင်းတယောက်နဲ့တယောက်တော်တော်လေး friendly ဖြစ်တဲ့အနေထားလေးလို့ကျွန်တော်မြင်တွေ့ကြရပါတော့အဲဒီကနေယထာရအမှန်တိုင်းပြောလို့ရှိရင်ကျွန်တော်တနေ့ကျော်လောက်နောက်ကျသွားတယ်ပေါ့နော်အဲ့အတွက် Liverpool ကိုရောက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့ဒါနေ့လေတနေ့ကျော်လောက်မှတနေ့ခွဲလောက်မှရောက်တယ်ပြသလို့ရှိရင်ယောက်ပြသတဲ့အချိန်မှာနေ့လေစားနည်းနည်းကြိုစားတယ်စားပြီးသွားလို့ရှိရင်ဒါကျွန်တော်တို့သွားမယ်ဒါ strand ပေါ့နော်မြန်မာလို cross ဆိုရင်တော့ဒါကျွန်တော် Canada land ပေါ့ Canada land နဲ့ပြသလို့ရှိရင်အဲ့ဒီ Ryanair.com မှာဆိုလို့ရှိရင်ကျွန်တော်တို့သွားပြီးနေရာယူတယ်အဲ့ဒါနေ့ ဆောင်းလိုက်တာဗီဒီယိုတွေမှာလည်းကျွန်တော်မြင်တွေ့ရတဲ့အတိုင်းပဲဒါ flare တွေကတောက်လျှောက်လွတ်ပေးသွားလို့ရှိရင်သချင်းတွေလည်းတောက်လျှောက်ပြီးလဘဝပေးသက်တွေရ5ကတကယ်ကိုကျွန်တော်တို့ဆိုလို့ရှိရင်ဒါ dream တစ်ခုပဲဗျာပြောရမယ်ဆိုလို့ရှိရင် Liverpool ပြည်သက်စပြီးဖြစ်လာတဲ့2004ခုနှစ်လောက်ကနေစပြီးပြောရမယ်ဆိုလို့ရှိရင်ဒါတော့တနည်းတော့ လီဗာပူးမြို့ကိုရောက်ရမယ်ဆိုတဲ့ dream တစ်ခုပေးသွားလို့ရှိရင်အဲ့ချိန်တုန်းကအမှန်တမ်းပြောလီဗာပူးပြည်သက်တောင်နေနဲ့ဒါ Premier League စုကြီးလို့လီဗာပူးအသင်းကတိတ်ပြီးတော့မျောမှန်းနိုင်တဲ့နေထားမဟုတ်တဲ့အတွက်ပေါ့နော်အများကြီးမျောလင်းချက်မရှိတဲ့အခုတကယ်တမ်းအဲရလာတဲ့အနေထားပြေးသွားလို့ရှိရင်နောက်ထပ်ဒီပြည်သက်တွေကိုနဲ့အသင်းတူအားပေးတဲ့ပြည်သက်တွေပြေးသွားလို့ရှိရင် ဒီကိုအသိန်းကိုဒီလိုစုဖလားရအောင်စူးစမ်းပြီးတစားခဲ့တဲ့ဒါတစားသမားတွေပြတော်လို့ရှိရင်နီးပြအဖွဲ့ဝင်တွေတခြား staff တွေပေါ့နော် Victory Parade တကယ်ရောက်လာတဲ့အနေထားကကျွန်တော်တို့စီ9နိုင်ခွဲလောက်မှရောက်တွေ့အဲ့ချိန်မှာဆိုလို့ရှိရင်လည်းဒါ Basta အမှန်တမ်းပြကျွန်တော်တို့ထင်တဲ့3တစ်စီးပဲရှိမယ်လို့ထင်နေတာဒါကတော့3စီးလောက်တည်းရှိတယ်ဒါခုနပြောတဲ့နီးပြအဖွဲ့ဝင်တွေပါတယ်ပြတော်လို့ရှိရင်တစားသမားတွေတော်တော် Basta စီးပါတယ်အဲ့မှာကျွန်တော်တို့ရဲ့ဒါ Papa John ကြီးလည်းပါတယ်ပေါ့နော် John Henry တို့အုပ်စုလည်းပါတယ်အဲ့ဒီတစားသမားဟိုဟာတွေပေါ့မှာပြတော်ရှင် Arnie Slot တို့ လောလောနီးပြားတွေလည်းပါတယ်ပြီးတော့နောက်ထပ်ဒါ best စီမှာကျွန်တော်ထင်ပြောရတာ nutritionist တွေပြီးတော့လို့ရှိရင် medical team တွေအဲ့လိုမျိုးအသင်းအတွက်တကယ် PT တွေတကယ်အရေးပါတဲ့အဲလူတွေအားလုံးကိုဒီလိုမျိုးအသိမှတ်ပြုပြီးတော့ဝင်ပါခွင့်ပေးကြရတော့ဒါ Liverpool team တို့တစ်ခုကျွန်တော်ခြေကျူးရမယ်လို့ပြောရမယ်ပေါ့နော်တကယ် divide တစ်ခု ပြီးတော့လို့ရှိရင်ကျွန်တော်တို့ dream တစ်ခုကဒီအိတ်နေမှာတော့တကယ်ဖြစ်မြောက်ခဲ့တယ်။နောက်ထပ်တစ်ခုနေနဲ့ဆိုလို့ရှိရင်လည်းဒါအိတ်နေမှာတော့နည်းနည်းလေးအသိဉာဏ်တွေတော့ဘာမှလိုအပ်ချက်မရှိလဲဘူး။ဒီစားသမားတွေပြင်ဆင်တာတွေပြီးတော့လို့ရှိရင်အပြည့်သက်တွေအားပေးတဲ့ဒါ flare တွေဆိုလို့ရှိရင်လည်းဒါပုံတွေမှာလည်းတွေ့ရပါတော့။ခြားအသိဉာဏ်မှာဆိုလို့ရှိရင်ဒီလို flare တွေတိတ်မတွေ့ရအချိန်မှာကျွန်တော် Liverpool မြို့တစ်မြို့လုံးကနေရဲနေအောင် flare တွေထွန်းလာတယ်ပြီးတော့လို့ရှိရင် property တွေသူတို့မှုတ်ထုတ်တာတွေရှိတယ်ပြီးတော့ရှိရင်တချင်းတွေတောက်လျှောက်ဖွင့်တယ်။ Liverpool ချက်နေလို့စဉ်းစားကြည့်ပြကျွန်တော်နေ့လေတနင်္လာရီလောက်တော့ စပြီးတော့ဒါသူတို့တွေချက်နေစပြီး all လိုက်တာဒါတော့ကျွန်တော်ရောက်တဲ့ချိန်မှာတော့ဒီကနေ့10နိုင်17နိုင်လောက်သူတို့ချက်နေစပြီး all လိုက်တာဒါညအတီဘ်ကိုပဲသူတို့ချန်နယ်တော့တောက်ချောက် online နဲ့အနေထားဒါအသင်းပေါ်မှာအားပေးတဲ့ပြည်သက်တွေရဲ့5 pro ဒါကျွန်တော်တို့အားလုံးမြင်တွေ့နေရတယ် ဒါတော့တကယ်ကောင်းတဲ့အချက်တွေဒါပေမဲ့ personal အရဆိုလို့ရှင်ဒါ victory parade မှာနောက်ထပ် downside ဖြစ်စေခဲ့တဲ့အချက်လေးတွေနည်းနည်းဝေဖန်မဲ့အချက်လေးတွေလည်းရှိတယ်ဒါတော့တော့ဒါ Liverpool သင်းနဲ့ကျွန်တော်ဆိုင်နေလို့တော့မမြင်ဘူးပေါ့နော်ဒိတာလိုအပ်ချက်ရှိတာကတော့ဒါ Liverpool City ရဲ့ council ကလိုအပ်ချက်ရှိတယ်လို့ပဲကျွန်တော်လည်းပြောခြင်းတယ်ပြီးတော့ရှင် management ပေါ့နော် transport authority ကဒါလိုအပ်ချက်ရှိတယ်လို့ပဲကျွန်တော်လည်းပြောခြင်းတယ်ပမာအဆုံးတစ်ချက်အနေနဲ့ဆိုလို့ရှင်ဒီ overcrowd ဖြစ်တယ်ဒါ1.5 million လူတသန်းခွဲလောက်တာဒီမြို့လိုရောက်လာခဲ့တယ် Liverpool မြို့ရဲ့ဒါ population င်တော့အမှန်တမ်းပြောလို့ရှိရင်မီလီယံနဲ့ချီရင်တော့ဘယ်လောက်မှ1 million 2 million လောက်ပဲအများဆုံးရှိမှာကျွန်တော်ထင်ပြောအဲ့လောက်တော့မရှိဘူး2 million တော့မပြည့်တဲ့ဟာတို့တို့ရဲ့နောက်ထပ်တစ်ဆစာလောက်ဒီမျိုးကိုလာမယ်။ဒါပြီးသားလို့ရှိရင်ဒီ public transportation ကိုသုံးမယ်ဆိုတဲ့နေရာမှာဒါ transportation ကိုစီစဉ်တဲ့ဟာတော့တော်တော်လေးညံ့နေလို့ပြောရမှာပေါ့နော်။အလာတုံးကလည်းဒါကျွန်တော်တို့ကလဘဘူးမျိုးနဲ့နီးတဲ့မျိုးတွေလည်းလာတဲ့အတွက်ဒါသိပ်ပြီးအထက်ထဲမရှိတဲ့ပြင်မဲ့ဒါတခြားဝိုးဝေးတာလာလို့ဆိုပိုးပြီးဒုက္ခရောက်မယ်။မိသားနောက်ထပ် transport ရဲ့ဖြစ်ရတဲ့ခုဖြစ်ထဲတာတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့နေတဲ့ဒါတန်းစီတဲ့နေရာ riable. ရဲ့ ဒါ7မိနစ်လောက် Liverpool Twin Back ကိုရှောက်လိုက်မယ်ဆိုလို့ရှင်ပေါ့နော်ကျွန်တော်နေရာကနေ Liverpool Twin Back ဝက်စ်ဘက်အနောက်ဘက်မှာရှိတာဆိုတော့အနောက်ဘက်ကို7မိနစ်လောက်ရှောက်မယ်ဆိုလို့ရှင်ဒါအားလုံးသိတဲ့ကားတိုင်းမှုဖြစ်သွားတဲ့နေရာတစ်ခုကိုကျွန်တော်တို့ရောက်သွားတယ်ပေါ့နော်အဒီဒီကားတိုင်းမှုဖြစ်တဲ့ဖြစ်စဉ်ကိုပြန်ကြည့်မယ်ဆိုလို့ရှင်ဒါကတချို့ကလည်းဝေဖန်မယ်ဒါကပေးသက်တွေကတောင်းညံလို့ဆိုပြီးလဲဟိုအဖြစ်မယ်ပြီးသွားလို့ရှင်တချို့ကကြာလဲဒါကားသမားရဲ့အလွန်ဆိုပြီးပြောမယ်ဒါပေမဲ့ နောက်ထူစလုံးတော့လည်းမှန်တယ်လို့တော့မှန်တယ်ဒါပေမဲ့ကျွန်တော်အတွက်အဓိကပြဿနာဖြစ်စေတာကတော့ဘာလဲဆိုလို့ရှင်ဒါဒီကားကဘလို့အကြောင်းရင်းထဲမှာဒီပိတ်သက်တွေချရတဲ့လို့ရောက်သွားစီအကြောင်းမရှိရဘူးဗျာသိလား ဒီမျိုးမှာအကုန်လုံးကိုသူတို့ပိတ်ထားရမှာပြီးသားလို့ရှိရင်ပိတ်လဲပိတ်ထားတယ်ဒီနေရာတော့ fan zone ဖြစ်လို့ရှိရင်ကားတော့ဝင်လို့မရမယ်နေထားမှာဘလို့ဖြစ်လို့ဒီကားကပြိသက်တွေဒီလောက်လူတွေအများကြီးရှိနေကြရတော့ရောက်လာရတယ်ဆိုတဲ့ဟာကဒါမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်ရဲတပ်ဖွဲ့တွေသူတို့ရဲ့ security တွေတာဝန်ချတာတော်တော်လေးညံ့ဖျင်းဒါကိုကျွန်တော်မြင်တွေ့ရတယ်ဒီလို incident တစ်ခု drone ဆိုလို့ရှိရင်ဒီလို incident မဟုတ်ဘဲနဲ့တခြားကျွန်တော်တို့ ရက်နေတဲ့နေရာရဲ့အရှိန်အဟာမကိုပဲပေါ့နော်အဲ့လိုမျိုးတချို့တွေအစအဦးရဲ့အပေါ်ကိုတက်ပြီးတော့သွားတဲ့ဟာတွေပြီးသွားလို့ရှိရင်လူမသွားဆိုပြီးတားထားတယ်တိတိကျကျတော့ဘတ်စ်လာမှာမဟုတ်လို့လူမသွားဆိုပြီးတားထားတဲ့နေရာတော့ security တွေကတောင်းတော့မမောတားစေးနိုင်တာမရှိတဲ့ဟာတွေပြီးသွားလို့ရှိရင်ဒါ toilet အဲ့လိုမျိုးပေါ့နော်အမိုက်ပြတဲ့ဟာတို့သေချာချာတောင်းမမစီစဉ်ပေးနိုင်တဲ့ဟာတွေဒါကတော့အာမန်တန်ပြောလို့ရှိရင်ဒါ Liverpool City Council ရဲ့လိုအပ်ချက်အများကြီးလို့ပဲပြောရအောင်ဘာလို့လဲဆိုလို့ရှိရင် Liverpool အသင်းအနေနဲ့ဒါ Victory Parade ကိုလုပ်ဖို့တော့ဆိုလို့ရှိရင် Council က ဒါအသင်းတို့သူတို့ process အရာပြောမယ်ဆိုရှင်ဖိတ်ထော်တယ်။ဒါ Liverpool အသင်းကဒီဟာပေါ်မှာလက်ခံပြီးတော့ Liverpool အသင်းရဲ့ victory parade လုပ်မယ်ဆိုပြီးတော့ဒါဒီပွဲကို season နဲ့ season နဲ့တခြားမှာဆိုလို့ရှိရင်လည်းဒီတုံကြားစီအားလုံးကိုဒါ Liverpool အသင်းကကြားခံရတာဒါ council ကို Liverpool ကပေးရတဲ့ဟာတွေ။ဒီလိုမျိုးတုံကြားစီတွေတော့ဒီလိုမျိုးတွေပေးထားတဲ့တိုင်အောင်ဦးမျိုးရဲ့ council က အပြန်ပြီးတော့ဒီ victory parade ပုံမှာပြန်ပေးတဲ့ဟာတော့တော်တော်လေးညံ့ဖြစ်နေလို့ပြောရမယ်။ဒီနောက်တစ်ချက် transfer ကတော့လေဒါရာသီဥတုရာသီဥတုကဒီလေတော်တော်လေးအဲ့နေမှာဆိုးရွားခဲ့တဲ့အနေထားလို့ကျွန်တော်မြင်တွေ့ရတယ်။အင်္ဂလန်မှာ6နံပါတ်3ပါလောက်တော့ရာသီဥတုကလုံးဝ ကောင်းမွန်နေတဲ့အနေအထားမှာမြင်တွေ့ကြရတယ်။ဒါပေမဲ့လည်းဒီ battery ferry စတဲ့နေ့ကစပြီးတော့မိုးရွာတယ်။မိုးရွာလာမှဒါတစ်လျှောက်လုံးလိုတဲတဲမဲမဲရွာတဲ့အနေအထားတွေကိုကျွန်တော်မြင်တွေ့ကြရတယ်။ဒီလိုအနေအထားတွေကတော့ barrier ကိုလာပြီးတော့ကြည့်တဲ့လူတွေအောင်ပွဲခံမှုနဲ့အစီအစဉ်လုံးလာပြီးကြည့်ရတဲ့လူတွေအသိပြီးတော့ထောက်လို့မဖြစ်ခဲ့ဘူး။နောက်ဆုံးအဆိုးရွားဆုံးကတော့ဒါ public transportation နေတဲ့နေရာဆိုလို့ရှိရင်နေတဲ့နေရာဆိုတာဒါဒီ bus လာတဲ့ဟာလို့ကြည့်ဖို့အတွက်ဆိုလို့ရှင်ဒါနောက်ဆုံးနေရာနားလို့ပြောလို့ရတယ်။ရှင်9မိနစ်လောက်သွားပြီးတော့ရှင် bus ကလှည့်လေတဲ့အစီအစဉ်ကပြီးသွားပြီ။အဲ့ဒါဆိုလို့ရှင်ကျွန်တော်စီကိုကြော်သွားတဲ့အချိန်မှာညနေ9:00ခွဲ ွယ်လောက်ဖြစ်သွားပြီ။ Run light အွယ်လောက်ဖြစ်သွားပြီဆိုတော့ဒါ station နဲ့ပြန်လျှောက်ဝင်ဆိုလို့ရှိရင်7:20ပေါ့နော်။ ကာလူတွေကြက်နေရတာမင်း20လောက်ဆိုလို့ရှိရင်ရောက်ပါတယ်ဒါပေမဲ့လည်းအဲ့ဒီဟာအစီအစဉ်ရောက်တာ6နာရီ6နာရီရောက်သွားတဲ့အချိန်မှာလူတွေအကုန်လုံးကတန်းစီနေတယ်ပြီးသားလို့ရှိရင်ရဲတွေကလည်းဂိတ်တွေကိုပိတ်ထားတယ်လူတွေကတော့ပေးမွေနေတဲ့အနေထားရှိတယ်ပေါ့နော်အဲ့ဒီအချိန်ကနေဒါသူတို့တန်းစီတယ်ဝင်ဖို့တွေလုပ်တဲ့အချိန်မှာကျွန်တော်ဇထားပေါ်ကိုပြန်ရောက်တဲ့အချိန်ဆိုလို့ရှိရင်ည10နာရီခွဲကျော်နေ17နာရီလောက်ဖြစ်နေပြီဆိုတော့ဒီမိုးရီထဲမှာ9နာရီခွဲကျော်6နာရီလောက်ထိစောင့်နေရတဲ့အနေထားတစ်ခုကဒါတိတ်ပြီးတော့ ဂျင်းနဲ့ဆရာတောင်းတဲ့အနေထားတစ်ခုမဟုတ်ခဲ့ဘူးပေါ့နော်ဒီတာတာတော့ဘာပြဿနာလဲဆိုလို့ရှိရင်လူတွေကိုအဲ့ဒီအထုသဖြင့်တော့ဒါရဲရဲတွေကဘိမဝင်ဘူးစတေရှင်တွေကဘိမဝင်ဘူးဒါတို့နေလူရန်များသွားဆိုတော့ overcrowded ဖြစ်သွားမှာဆိုလို့ရှိရင်โอเคနားလေတယ်ဒါပေမဲ့လည်းလူတွေကိုဘိဝင်ဖို့ဆိုလို့ရှိရင်လည်း dancey ပေါ့နော်ဘိနေရာမှာ dancey ဆိုပြီးတော့တို့ကဒါလမ်းညွှန်မှုပေးရမယ်ဟာတော့တို့ကိုယ်တိုင်လည်းဒီလူတွေကိုဘယ်လို manage လုပ်ရမလဲမသိဘူးဘယ်လိုသွားထိုင်ရမလဲလည်းမသိဘဲနဲ့အာလူတွေကို dancey dancey ပြီးတော့ဟိုဘက်သွားဒီဘက်သွားဆိုပြီးပြောနေရတာဒါတော်တော်လေးညံ့ဖြစ်နေ management တစ်ခုလိုပဲ ြောရမယ်။ဒါကတော့ victory parry မှာကြုံတွေ့ရတဲ့ downside တွေထို့ဒါပေမဲ့ဒီတစ်ချောင်းလုံးမှာမြင်တွေ့ရတဲ့ဒါပြိသက်တွေရဲ့အပျော်ရွှင်မှုတွေပြီးသွားလို့ရှိရင်တစားသမားတွေလို့ဒါသူတို့ရဲ့ပျော်ရွှင်နေတဲ့ဟာသူတို့ရဲ့အောင်ပွဲခံနေတဲ့ဟာကိုကိုမျက်စိရှိဆယ်ပေလောက်အကွာကနေမြင်တွေ့နေရတယ်ကျွန်တော်တို့ဒါအအောင်လုံးဝပွဲခံနေတဲ့ဒါတာဝန်နူးနက်စ်တို့လို့ပြီးသွားလို့ရှိရင်ဒါရဲ့ဟိုးရှေ့ဆုံးမှာရှိနေတဲ့မိုဟာမက်ဆာလာပြီးသွားလို့ရှိရင် Trent Alexander Arnold ဒီလိုတစားသမားတွေလိုကျွန်တော်မြင်တွေ့ရတယ်ကျွန်တော်ရှေ့မှာဖြတ်သွားတဲ့အချိန်မှာဒါ Premier League Trophy ကိုတိုင်ထားတာတော့ဒါကျွန်တော်တို့ရဲ့ဂိုးသမားတစ်ယောက်ဖြစ်တဲ့ Kalahara Trophy ကိုတိုင်ထားတာမြင်တွေ့ရတယ်သူ့ပြင်မှာဆိုလို့ရှိရင် Ando ရှိမယ် Harvey Elliott ရှိမယ် Keza တို့လိုတစားသမားတွေရှိမယ်ဒါကားရဲ့အနောက်မှာဆိုလို့ရှိရင်တော့မမေရဆိုလို့ရှိရင်ဘသူတွေရှိမလဲ Joe Gomez ဆိုပါတွေရှိမယ်ဒါကားအနောက်မှာပြောလို့ရှိရင် Arne Slot ကကားရဲ့ဘေးအချမ်းလိုမှာဒါအနောက်ဖက်နေနေရောင်းဝင်ဒါဒီလိုတစားသမားတွေပြောလို့ရှိရင် Virgil van Dijk အကုန်လုံးလို့ပေါ့နော်ကျွန်တော်တို့အနီးကပ်မြင်တွေ့ရတာဒါပြီးရင် semi dress ဒါတို့အရှိဆုံးမှာလားအရှိဆုံးမှာနဲ့တွေ့ရအဲ့လိုမျိုးရှိတယ်ပြီးသား tartis ဂျုံဒါပွဲအခမ်းဆုံးလူစားသုံးအားလို့ပဲပြောသူတို့တို့မြင်တွေ့ခဲ့ရတယ်ပြီးသားလို့ရှိရင်ဒါ liverpool ပြည်သက်တွေအားလုံးနဲ့တူတူဒီ liverpool သင်းရဲ့ chant တွေပေါ့နော် ဒါမိုဆာလာချမ်ပြီးသားလို့ရှိရင် Louis Diaz နဲ့ဆိုင်တဲ့ချမ် You will never walk alone Liverpool one kiss everything yeah ဒါ Liverpool ပြည်သက်တွေ Queen နဲ့မှာအော်တဲ့ဟာအကုန်လုံးလို့ဒါအကုန်လုံးတောက်ချောက်အော်လေးရတယ်ပြီးသားလို့ရှိရင်တယောက်နဲ့တယောက်ကြားမှာရှိတဲ့ယဉ်နှီးမှုတွေပေါ်ရွေမှုတွေဒါတွေကိုကူညီပေးမှုတွေဒါတွေအကုန်လုံးလို့မြင်တွေ့ကြရတာမမေ့နိုင်စရာကောင်းတဲ့အတွေ့အကြုံတစ်ခုပြီးသားလို့ရှိရင်လူတွေအများကြီးနဲ့ဒီလိုမျိုးတွေမြင်ရှိနေရတာဒါ ပို့ပြီးတော့ပြောတတ်တဲ့လူဆိုလို့ရှိရင်တော့ပို့ပြီးကောင်းဝင်ပါတော့။အာကျွန်တော်ကအာပြောမယ်ဆိုလို့ရှိရင်ဒါ introvert ဆန်တဲ့လူတယောက်ဖြစ်တဲ့အတွက်ဒါလူအများကြီးနဲ့တူတူရှိနေတဲ့အချိန်မှာဆိုလို့ရှိရင်တိတ်ပြီးတော့တတောင့်တတာဖြစ်လိဖြစ်တာမရှိဘူး။ကျွန်တော်အတွက်လူကဒါ၄-၅ရောက်ဆိုလို့ရှိရင်ဒါတော်တော်များနေပြီလို့ပြောလို့ရ။အဲ့အတွက်ဒီလိုမျိုးလူ ထောင်ချီတောင်းချီရှိနေတဲ့လူတွေဒီ area တခုတည်းတော့ဗောနော်လူထောင်ချီတောင်းချီနေတဲ့အတူတူဒီလိုရှိနေရတဲ့အချိန်မှာတော့ဒါသိပြီးတော့ဒါ comfortable တော့မဖြစ်လာဘူးဒါပေမဲ့လည်းဒါကဒီလိုလူတွေနဲ့အတူတူရှိရမယ်ဆိုရင်ဟာဒါ embrace လုပ်ရမှာပဲလေဒါကျွန်တော်အတွက်ဆိုလို့ရှိရင် ဒါတော့နားလည်ရမယ်ဒေသတို့ဖြစ်တဲ့အတွက်အပြောရတယ်ဒါပေမဲ့လည်းဒါကျွန်တော်ထပ်ပို့ပြီးတော့ဗောနလူတွေနဲ့အများကြီးနဲ့ရှိရတာပို့ပြီးပျော်တတ်တဲ့လူတွေဆိုလို့ရှိရင်လူအများနဲ့ပို့ပြီးနေတတ်တဲ့လူတွေဆိုလို့ရှိရင်တော့တကယ်အဲဂျင်းနဲ့ဆရာတောင်းတဲ့ဒေသတခုပြီးသားလို့ရှိရင်ပို့ပြီးတော့ဒူဘီတာပေးထိုင်နိုင်မယ်ပို့ပြီးတော့အကျန်းထိုင်နိုင်မယ်အဲ့လိုလူတွေဆိုလို့ရှိရင်တော့အဓိကတော့ energy ပို့ပြီးရှိမဲ့လူဗောနစဉ်းစားကြည့်အသက်30နာပြတ်နေတဲ့လူကျွန်တော်လိုလူတယောက်တည်းဆိုလို့ရှိရင် energy က12နာရီလောက်မတက်တောက်လျှောက်ရက်နေရတဲ့ဒေသတာဒါသိပြီးတော့ ဟာလွယ်လာတဲ့ဒိဋ္ဌာတော့မဟုတ်ဘူးဒါပေမဲ့ဒါပိုပြီးငယ်ရယ်မယ်ပိုပြီးရ energy တွေပိုရှိနေမယ်လူငယ်တယောက် stress ဆိုလို့ရှိရင်တော့တကယ်100% perfect ဖြစ်တဲ့အနေအထားတစ်ခုလို့ပဲကျွန်တော်တို့ကတော့သုံးသပ်နေတယ်ဒါကတော့ကျွန်တော်ရဲ့ဒါ Liverpool team ရဲ့ victory parade ပြောသလို့ရှိရင် blue တန်းပေါင်းတန်းကွဲလောက်ထဲကတယောက်ဖြစ်ခဲ့ရတဲ့အခွင့်အရေးပြောသလို့ရှိရင်နည်းနည်းလေးတဲကအသက်6နှစ်9နှစ်လောက်ထဲကကျွန်တော်အနေနဲ့မှတ်ခဲ့ရတဲ့အိမ်မှာတစ်ခု မဖြစ်လာနိုင်ခဲ့ဘူးလို့ထင်ခဲ့တဲ့ဒါအိမ်မှာ dream တစ်ခုလာတကယ်တမ်း reality ဖြစ်ခဲ့တဲ့ခရီးတစ်ခုဒါ journey တစ်ခုလို့ပဲပြောပြောခြင်းတယ်ဒါကတော့ဒါကျွန်တော်ရဲ့ဒါ Liverpool သင်းရဲ့2024 25အပေါ်လုံးရသည့် Victory Parade ပေါ်မှာသွားရောက်ခဲ့ရတဲ့ experience လို့ share လုပ်ပေးခဲ့တာဖြစ်ပါတယ်ဒီ video လေးလို့အဆုံးထိကြည့်ပြီးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ next video မှာပြန်တွေ့ပါမယ်နော်